ဒီကနေ့မှာတော့ DVB သတင်းဌာနရဲ့ဆောင်းပါးတပုတ်ဖြစ်တဲ့ဆောင်းပါးရှင်မောင်တူးရေးသားထားတဲ့ချိန်တော့မူထိုးတော့မြေကြီးဒီမိုကရေစီကနုနုစစ်လိုင်းကထန်ထန်ဆိုတဲ့ဆောင်းပါးလေးကို တင်ဆက်ပေးကြပါတယ်။ဒီဆောင်းပါးလေးကို တင်ဆက်ခွင့်ပြုပါရန် DVB သတင်းဌာနအားဒေသစွာ ခွင့်တောင်းအပ်ပါတယ်။အပြောတခြားလှုပ်တခြားနဲ့ခရီးစကားသူပြောကြပြီးလူများတက်နေသူပါတကား ာနာသိမ့်ပြီးပြည်သူပြန်ခုခံနေလို့စစ်ရှုံးနေတဲ့စာကစားခေါင်းဆောင်မအာလာကဒီမိုကရေစီကို1988ကလေးကတက်မတော်ကဖော်ဆောင်ပြီးနေခဲ့ပေမဲ့ NLD အစိုးရလက်ထက်ကာလုံမခေါ်ခဲ့တာကြောင့်မအောင်မြင်မဲဒီမိုကရေစီကနုနုမုံတိုင်းကထန်ထန်ဖြစ်နေတယ်လို့မေလ19ရက်ကပြောခဲ့တယ်။တကယ်တမ်းဒီမိုကရေစီကိုဖျက်ဆီးနေတာကမင်းအောင်လှိုင်ရဲ့စစ်တပ်ပါ။ဖျက်တာကသူကိုယ်တိုင် ပြီးတော့အကောင်းလုံနေသူကိုအဖြစ်ပြောအပြောတစ်မျိုးအလုတ်တခြားပါစကားကိုပြောင်းမြန်ပြောသူပါမာအလာဟာမဟုတ်တာမှန်မှန်တာတွေကိုတနေ့တစ်မျိုးပြောနေပါတယ်စိတ်ကောင်းချိန်ပြီးခွေးသားရောင်းနေဆိုတာလဲပြောဘူးတယ်မှတ်မှတ်ရရ2020ခုနှစ်ဩဂုတ်လ19ရက် နေပြည်တော်မှာကျင်းပတဲ့စတုထအကျင်းပြည်အောင်စုငင်းချမ်းရေးညီလာခံ27ပင်လုံးမှာပြောတာပါတချို့နိုင်ငံရေးပါတီများနဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ စိတ်ကောင်းချိတ်ပြီးခွေးသားရောင်းနေကြတယ်ဆိုပြီးပြောခဲ့တယ်။တကယ်ကသူတို့စစ်တပ်ကသာစိတ်ကောင်းချိတ်ပြီးခွေးသားရောင်းတာ။ချိန်တော့မူထိုးတော့မြေကြီး။ချိန်တော့မူထိုးတော့မြေကြီးဆိုတာကတော့မြန်မာစကားပုံတစ်ခုဖြစ်ပါတယ်။လှန်တဲ့မိုးပေါ်ကိုထိုးဖို့ချိန်ရွယ်ပြီးမှတကယ်ထိုးတဲ့အခါမြေကြီးကိုထိုးဆိုင်တဲ့ကဲ့သို့ကြီးကြီးကျယ်ကျယ်ချိန်ရွယ်ပြီးမှတကယ်လက်တွေမှာအပြားရှူသွားတယ်လို့ဆိုလိုပါတယ်။ အခုလဲပြောနေတာကဒီမိုကရေစီလို့တော့စစ်အာဏာရှင်အလုပ်ပဲမဟုတ်လားစိတ်ကောင်းချိတ်ပြီးခွေးသားရောင်သူတို့တွေကိုမေးနိုင်ငံရေးလှုပ်နေပါသလားသွားမဲ့လမ်းစဉ်ကဘာတဲ့လဲအမြဲတစေဖြေပါလိမ့်မယ်တို့သွားနေတာပြည်သူအများကြိုက်ပြည်သူအားဆိုင်ပြည်သူတအားလိုက်နေတဲ့ဒီမိုကရေစီလမ်းစဉ်ပါပဲပြောတော့ဒီမိုကရေစီလှုပ်နေတာကတော့ဒီမိုကရေစီဆံမမီတဲ့လူကိုအသေးချီမဲ့စစ်ဝါဒီ တော်တိပါပြီစိတ်ကောင်းချိတ်ပြီးခွေသားရောင်းစားမဲ့ခွေသက်သမားပါတီတက္ကသိုလ်ဖုံးကျွယ်ဇူလိုင်21 2020ဒီမိုကရေစီဆိုတာပါလေအခုအာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ကဒီမိုကရေစီကို1988ခုနှစ်ကတည်းကပေါ်ဆောင်ပေးနေပါတယ်လို့ပြောခဲ့ပြီသူပြောတာတွေကိုသတင်းစာတွေမှာဖတ်နေကြရပြီမြမအတန်မှာကြီးညာနေပြီယုံမြင့်တန်စားတွေမှာလွှင့်နေပြီ ဒီတော့အကြောင်းထက်နေပြီဖြစ်တဲ့ဒီမိုကရေစီရဲ့အတိတ်ဘက်ကို ပြန်ကြည့်ကြရအောင်ဒီမိုကရေစီဟူတဲ့စကားရဟာရှေးဟန်ဂရီစကားလုံးဒီမိုစ်ပြည်သူလူထုနဲ့ခရီတိုစ်အာနာမရှင်းတက်လာခြင်းဖြစ်ပါတယ်ပြည်သူအများအာနာပိုင်ဆိုးသောစနစ်ကိုခေါ်ဆိုတာပါဒီမိုလှူသားပြည်သူတိုင်းသူပြည်သားနဲ့ခရီစီယာအာနာအာနာပိုင်ဆိုးမှုတွေကိုပေါင်းစည်းပြန်ဆိုလိုက်တော့ ပြည်သူအများစုပေါင်းပါဝင်အာဏာပိုင်ဆိုတဲ့စနစ်လို့ဆိုနိုင်ကြောင်းကိုလည်းဖွင့်ဆိုချက်ရှိပါတယ်။ရှေးခေတ်ဂရီးမျိုးပြနိုင်ငံများမှနိုင်ငံသားများဟာအစိုးရရဲ့လုပ်ငန်းဆောင်တာများမှတိုက်ရိုက်ပါဝင်ဆောင်ရွက်ခြင်းကိုဆုလိုတာပါ။သကယ်လုံးသဘောအရဒီမိုကရေစီဆိုတဲ့အဓိပ္ပာယ်ကို အတိအကျဖော်ပြထားခြင်းမရှိပေမဲ့လည်းအဆုံးမှာတော့နိုင်ငံရေးအာဏာဟာအရွေရောက်ပြီးဖြစ်တဲ့ပြည်သူလူထုတရက်လုံးရဲ့လက်ထဲတွင်သာရှိပါတယ်။ အဖွဲ့ငယ်အုပ်စုငယ်များ၌အုပ်ချုပ်ပိုင်ခွင့်မရှိဆိုပြီးအိဗေရကြောင်းဝီကီပီးဒီးယားမှာဖွင့်ဆိုထားပါတယ်။ဆရာနာသိန်းနာဟာဒီမိုကရေစီကိုဖျက်ဆီးခြင်း1990ရွေးကောက်ပွဲမှာပြည်သူလူထုကရွေးကောက်တင်မြှောက်လိုက်တဲ့လွတ်တော်အမတ်တွေကိုလွတ်တော်ခေါ်ခွင့်မပေးတာကဒီမိုကရေစီကိုဖျက်ဆီးတာပါပဲ။စစ်တပ်ကလွတ်တော်ခေါ်မပေးတဲ့အပြင်လွတ်တော်အမတ်တွေကိုတောင်တပ်ပစ်ခဲ့တာပါ။ခရမ်းအမတ်ဥတင်မောင်ဝင်းကိုကိုကျွန်းအမတ်ဥလာတန်း ဆတဲ့သူတွေကိုထောင်နဲ့အချင်းစခန်းတွေမှာတပ်ပစ်ခဲ့တာကစစ်တပ်ပါ လူတို့အများရွေးထားတဲ့အမတ်တွေကိုစစ်တပ်ကတတ်ပြီးစစ်တပ်ကဒီမိုကရေစီကိုဖော်ဆောင်နေပါတယ်လို့ပြောတာကတော့အပြောတစ်မျိုးအလုပ်တစ်မျိုးပါပြောတော့မူထိုးတော့မြည်ကြီးဆိုသလို ရှက်စရာလည်းကောင်းပါတယ်ရှင်လီလုံးအရေးတော်ပုံမှာ အသက်တွေပေးပြီးရလာတဲ့1990ရွေးကောက်ပွဲပါ ဒီမိုကရေစီနုနုကလေးကိုစစ်တပ်မုံတိုင်းကြီးကရိုက်ခတ်လိုက်ပြန်တာပါ အခုလဲ2025ဒီဇင်ဘာရွေးကောက်ပွဲလှုပ်ချနေကြပြန်ပြီလှုပ်ကြည့်ပါ မရပါဘူးရရင်လဲစစ်တပ်ကမကြရင်တင်းလို့တဲ့အချိန်အာနာပြန်သိမ်းမှာပါပဲကြံခိုင်ရေးပါတီကမဲနိုင်ပြီးအုပ်ချုပ်ရင်လဲကြံခိုင်ရေးကစစ်တပ်ပဲလေစစ်တပ်ကပဲအုပ်ချုပ်တာပဲပေါ့ကြံခိုင်ရေးပါတီဟာစစ်တပ်ဖြစ်ပါတယ် စစ်တပ်ဟာ1958ခုနှစ်ကစတင်ပြီးအာဏာအစမ်းသိမ်းနေ၊ကွင်းဆန်းတာပါလက်ရင်သွားပြီး1962ခုနှစ်မတ်လ2ရက်မှာ အာဏာကိုထာဝရသိမ်းပါတော့တယ်။1984ခုနှစ်ဇူလိုင်4ရက်မှာမဆာလာမြမဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဖွဲ့ခဲ့ပါတယ်။နောက်တော့မဆာလာပါတီကအုပ်ချုပ်သွားတော့တယ်။မဆာလာကအရက်သားပါတီပါလို့ပြောနေတယ်။ ဘာပဲပြောပြောမဆလာပါတီဟာစစ်တပ်ပါပဲအာနာသိန်းခေါင်းဆောင်ဗိုလ်ချုပ်နေဝင်ကနေဦးနေဝင်ကိုပြောင်းပြီးအုပ်ချုပ်ခဲ့တာပါအခုတော့တမရဦးမင်းအွန်လိုင်းဆိုပြီးလှုပ်ဖို့ကြံစီနေတာပါရှစ်လေးလုံးအရေးတော်ပုံကြီးမှာမဆလာပါတီတော်ပါပြီဆိုပြီးပြည်သူကတောင်းဆိုတော့တာဆာညတိုင်းရင်သာစီလုံးညီညွတ်ရေးပါတီဆိုပြီးကြောင်းခဲ့ပါတယ်1990မှာစစ်တပ်ပါတီတာဆာညကနေ NLD ကိုခွက်ခွက်လန်ရှုံးသွားတော့ကြန့်ခိုင်ရေးပါတီကိုဖွဲ့တော်တာပါပဲပထမကြန့်ခိုင်ရေးအသင်းဖွဲ့တယ်နောက်တော့ပါတီပြောင်းဖွဲ့တာပြည်ထောင်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်း Union Solidarity and Development Association ဟာနိုင်ငံတော်အစ်ဂျန်တာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီက1993ခုနှစ်စက်တင်ဘာလ15ရက်နေ့မှာထူထောင်ခဲ့တဲ့အဖွဲ့ဆိုပြီးစစ်တပ်ကကြီးညာထားတာပါဘ ਹੁ ဌာနချုပ်နေပြည်တော်မှာထားတယ် ဗဟုအတင်းတတင်းပြည်နယ်တိုင်းအတင်း16တင်းခရိုင်အတင်း66တင်းမြို့နယ်အတင်း320အတင်းပါဝင်ပြီးတော့2008ခုနှစ်အပီလမှာကာယူထားတဲ့စည်ရင်အရာအတင်းဝင်52တန်းခန့်ရှိခဲ့တဲ့ဝန်တန်းတိုင်းမဝင်မနေရလို့လို့ပြည်ထနာတွေတတိကြီးတက်ကြသေးတယ်ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကြံ့ခိုင်ရေးပါတီ Union Solidarity and Development Party USDP ကိုလည်း ီတောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းကနေနိုင်ငံရေးပါတီအဖြစ်2010ပြည့်နှစ်ဂျွန်လ2ရက်နေ့ကနေကော်မရှင်မှာမှတ်ပုံတင်ပြီးပြောင်းခဲ့တာပါကြံခိုင်ရေးပါတီဟာစစ်တပ်ပါတီပဲမို့ကိုကိုကြီးတသက်ခိုင်ဆိုင်းအိုက်ပေါင်းတို့ပြောနေကြသလိုရွေးကဝဲပြီးရင်အယက်သားအစိုးရကိုပြောင်းမယ်ဆိုတာကဘူမင်းအွန်လိုင်းကနေဦးမင်းအွန်လိုင်းကိုပြောင်းမှာပါအပြောတစ်မျိုးအလုပ်တစ်မျိုး အာနာဒိန်စစ်ကောင်စီကအပြစ်ခက်ရဆဲပြီလို့ကြေညာလိုက်ရင်တော့တတိတာထားကြတော့သွားမယုံနဲ့နော်ဆာရက်ပေါ်မှာပဲအပြစ်ကရက်တာမြေပြင်ပေါ်မှာတော့စစ်စင်ရေးတွေအလုံးအရင်းနဲ့ကိုလာမှာပဲအထက်ကစကားရက်ကကရင်နီတိုင်းရင်းသားတက်မှုကြီးဘုံမှုအောင်မြက်ပြောခဲ့ဘူးတဲ့စကားပါဒီစကားမှန်တယ်ဆိုတာအခုတက်တည်ပြနေပြီငလင်အပီစစ်တက်ကအပြစ်ရက်တယ်လို့ကြေညာနေတာပဲစစ်စင်ရေးတွေကြမရက်ပါဘူး ရွာတွေကိုမီးရှို့စေလေရင်သုံးဘုံကျဲနေတာကမှတဝုံဝုံနေ့တိုင်းကိုတချိန်ချင်းနဲ့ညတိုင်းတနေ့မှမရက်ဘူးတညမှမရက်ဘူးနော်ဘလို့ယုံရမလဲဘလို့ပုံရမလဲအပြောတမျိုးအလုတ်တမျိုးအာနာရှင်အရှင်မထွက်တိုက်ပွဲဆက်မအောင်ပွဲရ2020မှာပြည်သူကစစ်တပ်ကိုမကြိုက်ဘူး NLD နဲ့ဒီမိုကရေစီပါတီတွေကိုမဲထည့်တယ်စစ်တပ်ကိုဖြုတ်ချင်တယ် ဒါကလူမှုဆန္ဒမဲပေးခဲ့ကြတာပါစစ်တပ်ကသူ့ရဲ့ကြံ့ခိုင်ရေးပါတီမနိုင်တော့အာဏာသိမ်းနေဒီတော့လူမှုကစစ်တပ်ကိုမကြိုက်ဘူးတပြည်လုံးဆန္ဒပြကြတယ်လူလိုင်းလုံးကြီးတွေ ဖြစ်သွားတယ်ဒါကလူမှုဆန္ဒဆန္ဒပြခဲ့ကြတာစစ်တပ်ကဆန္ဒပြသူတွေကိုပြစ်တတ်တယ်ဖမ်းနေဒီတော့လူမှုကရရလက်နဲ့ဆွဲပြီး PDF တက်ဖွဲ့တယ်ခုခံပြန်ချတယ်အခု PDF တက်၄နှစ်သားဖြစ်နေပြီ အချိန်ရနေပြီအဲ့ဒါဒုရုဆန္ဒလက်နက်ကင်ကြဖေဖော်ဝါရီတရက်2021ခုနှစ်မတရားဆရာနာလူမှုဖြစ်စဉ်အစကနေမေလ20ရက်2025ခုနှစ်အထိအကြမ်းဖက်စစ်အုပ်စုနဲ့လက်ပါစီရီကြောင့်မျိုးတော်လင်ကြီးကာလတည်ဆုံခဲ့ရတဲ့ဒီမိုကရေစီရေလှုပ်ရှားသူနဲ့ပြည်သူပေါင်း6900ဦးရှိခဲ့ပါပြီ။ကြအပြင်ဖမ်းဆီးခံခဲ့ရသူပေါင်း 29162ဦးရှိပြီးအဲ့ဒီအထက်က22092ဦးကထိမ့်သိမ်းခံရစေလို့ AAPP ကထုတ်ပြန်ထားပါတယ်။ဒီလောက်အသေးခံအဖမ်းခံပြီးခုခံနေကြတာငလင်းကြောင့်ရှာမွေးဝဲပြန်ဖြေခိုင်းတယ်လို့ဂျွေးကဝဲပြန်လုပ်ဖို့မဟုတ်ပါဘူး။ဒီနေ့အထိဆန္ဒပြနေကြတဲ့ပြည်သူတွေရဲ့ဂျွေးကြော်တန်းတွေလို့အာဏာသိမ်းစစ်တပ်အမြင့်ဖြတ်ဖို့သာဖြစ်ပါတယ်။ဖက်ရှင်စစ်တပ်အမြင့်ဖြတ်ဖို့သာဖြစ်ပါတယ်။ အခုဆိုရင်၄နှစ်သား PDF ကတော့မြို့၉မြို့ကိုတင်ထားပြီမြို့60ကို တော်လန်တက်ပေါင်းစုတွေကတင်ထားပြီ82မဲ့အောင်ပွဲတွေကလည်းကြိုနေပြီအားလုံးညီညီညာညာဝိုင်းတွင်းကြရင်ဖြင့်အောင်ပွဲမဝေးတော့ပြီဒီမိုကရေစီနုနုကို ရိုက်ခတ်ဖျက်ဆီးထားတဲ့စစ်လိုင်းထန်နေတာကို တားဆီးကြမှာသာပြည်သူ့ဘဝအေးချမ်းပါမည်